်းနိုင်ငံတွင်ကိုဗစ် -19 ရောဂါပြင်းထန်စွာ ပြန့်လည်ဖြစ်ပွားနေပါသည်။2025ခုနှစ်အတွင်းစုစုပေါင်း43,9528ရောက်ကူးစက်ခဲ့ပြီးတနေ့ထဲမှာ9,500ကျော်ကူးစက်မှုအသစ်တွေ့ရှိခဲ့ပြီး6ဦးသေဆုံးခဲ့ပါသည်။ဘန်ကောက်မြို့မှာကူးစက်မှုအများဆုံးဖြစ်ပွားနေပြီးကြောင်းများပြန့်ဖွင့်ခြင်း၊မိုးရာသီစတင်မှုနှင့်နင်ဘတ်မျိုးကွဲပြန့်နှံ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကျန်းမာရေးပညာရှင်များကလည်း COVID-19 ကိုတာမန်အေးမိခြင်းနဲ့တူညီသည်ဟုယူဆခြင်းမှာအန္တရာယ်ရှိကြောင်းသတိပေးပါရယ်။အသက်60ကျော်လူကြီးများ၊နာတာရှည်ယောဂါရှိသူများနှင့် ကိုဝင်ဆောင်မိခင်များအားမျက်နှာဖုံးတက်စင်ရည်နှင့်ယောဂါလက္ခဏာများပေါ်လာပါကချက်ချင်းစေကူတောက်မှုရယူရန်ကျန်းမာရေးဝန်ကြီးဌာနမှတိုက်တွန်းထားပါရယ်။နောက်ဆုံးရသတင်းများအတွက်မင်္ဂလာသတင်း channel ကို follow ဖို့မမေ့ပါနဲ့နော်။